နောက်ဆက်တွဲငလင်ငယ်များကြောင့်မန္တလေးမြို့ကန်အများစုလမ်းပေါ်တွေမှာထွက်အိတ်နေကြရာမန္တလေးမြို့မှာနောက်ဆက်တွဲငလင်အသေးစားများဆက်လက်လှုပ်ခတ်နေဆဲဖြစ်တာကြောင့်မြို့ကန်အများစုဟာနေအိမ်ရှိလမ်းမကြီးများပြီးကျုံးပတ်လေတို့မှာ ထွက်ပြီးတော့အိတ်နေရတယ်လို့သိရပါတယ်။ ဒီကနေ့မွန်လွဲတနအီခန့်အချိန်မှာမန္တလေးမြို့အရှေ့မြောက်ဘက်20ကီလိုမီတာခန့်အကွာကိုပဟိုပြုပြီးအင်အားရချက်စတာစကီခွန်တသမခွန်အစဉ်ငလင်းလှုပ်ခတ်ခဲ့ပြီးတဲ့နောက်နောက်ဆက်တွဲငလင်းများကည7နာရီအထိလှုပ်ခတ်နေသေးတယ်လို့မြို့ကန်များကပြောပါတယ်အသက်60အရွယ်ရှိမြို့ကန်အမျိုးသမီးတဦးကငလင်ကခဏပဲလှုပ်ပြီးရက်သွားတယ်။အားသိမပြင်းပေမဲ့လှုပ်နေမှန်းသိသာနေသေးတယ်။အခုညတော့အိမ်ထဲမှာမအိပ်ရဲလို့အိမ်ရှိထွက်အိမ်မှာဟုဆိုကပြောပြလာခဲ့တာလည်းဖြစ်ပါတယ်။ အထက်မြင့်အစာဦးတွေဟိုတယ်တွေမှာတဲခိုနေကြတဲ့ဧည့်သည်တွေဟာလည်းဟိုတယ်ရှိမှသာအိပ်ဖို့အတွက်ဖြာခင်းနေကြတာကိုမြင်တွေ့ရသလိုတချို့ကလည်းပြည်ဦးလင်မျိုးဘက်ကိုတိမ်းရှောင်သွားကြပြီးမန္တလေးမြို့အထက်မှာကားတွေပိတ်ဆို့နေတယ်လို့လည်းဒေသခံတွေကပြောပါတယ်ဒီကနေ့ညနေပိုင်း9နာရီအချိန်ခန့်မှာမန္တလေးကျုံးပေးကိုတာရောက်ကြည့်ရှုခဲ့သူတဦးကညနေခင်းမှာကျုံးပေးပတ်ကြည့်လိုက်တော့လူတွေကိုမနှဲဘူးပဲနေနေကြတာ။ ကျုံပေးလမ်းလေကျွန်းတွေပေါ်မှာရောပလက်ဖောင်းတွေပေါ်မှာရောတနိုင်တပိုင်အထုပ်တွေတည်ပြီးတော့စုပြုံပြီးနေနေကြတာဟုဆိုကပြောပြလာခဲ့တာလည်းဖြစ်ပါတယ်။ထို့သောလမ်းတွေပေါ်မှာအိတ်ဆက်တဲ့သူများပြားနေသလိုနေအိမ်ပြိုကျပျက်စီးပြီးဒီကနေ့ညမှာအိတ်ဆက်ဖို့ခက်ခဲနေတဲ့သူတွေအတွက်လည်းပရိတ်တလုံဆောင်သူတွေကအိယာအသုံးဆောင်ပစ္စည်းတွေကူညီဖို့ဆောင်ရွက်နေကြတယ်လို့သိရပါတယ်။ ငလင်းတန်းကိုအပြင်းထန်ခံခဲ့ရတဲ့မန္တလေးမြို့မှာလက်ရှိအချိန်အထိပိမိနေသူတွေကိုကယ်ဆယ်ရေးဆောင်ရွက်နေဆဲဖြစ်တယ်လို့လျှက်စစ်မီနဲ့ဖုန်းလိုင်းတချို့လည်းပြတ်တောက်လျက်ရှိကြောင်းသိရှိရပါတယ်။